လုပ်ငန်းသစ်တစ်ခုတည်ထောင်နေဆိုလို့ရှိရင်ကျွန်တော်တို့ကသူများလုပ်ပြီးသားတွေပဲလိုက်လုပ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်အကိုဘလို့ထူးခြားတဲ့ idea တွေနော် idea ကောင်းတွေရှာဖွေမလဲဆိုတဲ့ဟာတွေကိုကျွန်တော်ဒီနေ့ဆွေးနွေးမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံး innovation နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါတယ် Joseph Schumpeter ဆိုတဲ့ပုဂ္ဂိုလ်က creative destruction လို့သူကပြောထားတယ် creative destruction ဆိုတာဖန်တီးမှုတွေဖျက်ဆီးရတဲ့ဘောရှိရဆိုတာကအသည့်အသည့်ပေါ်လာတဲ့ပိုကောင်းတဲ့ idea တွေနော်ပိုကောင်းတဲ့ products တွေပိုကောင်းတဲ့ business models တွေက ဈေးကွက်ထဲမှာရှိနေပြီးသားအခိုင်အမာရပ်တည်နေတဲ့လုပ်ငန်းအဟောင်းတွေကိုဖျက်ဆီးတတ်တဲ့သဘောရှိတယ်။ဆိုပြီးတော့မှ Joseph Schumpeter ကနေပြီးတော့ပြောထားတာရှိပါတယ်။အဲ့တော့ creative destruction ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကလုပ်ငန်းသစ်တွေကိုဖန်တီးရခါကြလို့ရှိရင်တချို့လုပ်ငန်းတွေကတော့ဖျက်ဆီးသွားမဲ့သဘောရှိတယ်။အကယ်၍ကိုကလုပ်ငန်းရှိနေပြီးသားဆိုလို့ရှိရင်ကိုသာတီထွင်ဖန်တီးမှုတွေမလုပ်နိုင်လို့ရှိရင်ကိုကဖျက်ဆီးခံရမယ့်အထဲမှာပါသွားနိုင်ပါတယ်။ ကိုယ်လုပ်ငန်းအတွက်အများတီထွင်ဖန်တီးနေဖို့လိုတယ်တသမတ်တဲ့ဒီပုံစံနဲ့ပဲလုပ်နေတာဒီဟလာတစ်ချိန်ကြလို့ရှိရင်နော်အသက်လုပ်ငန်းတွေက idea ကောင်းနေနဲ့ကျွန်တော်တို့ business model ကောင်းနေနဲ့ကိုယ်လာပြီးတော့မှ market ကိုဖျက်သွားတာတွေရှိနိုင်ပါတယ်ဥပမာပြောရလို့ရှင်ကျွန်တော်တို့ digital camera တွေပေါ်လာတယ်။ digital camera တွေပေါ်လာတဲ့အတွက် Kodak လို့ company မျိုးတွေပျက်စီးသွားတယ်။ နော် Kodak Group company မျိုးနှစ်ပေါင်းများစွာဖလင်ရောင်းစားလာတဲ့ company တွေဒါတွေပျက်စီးသွားတယ်အဲ့တော့တခါဖုန်းတွေမှာကင်မရာတွေပို့ပို့ပြီးကောင်းလာတဲ့အတွက်ခုနကပြောတဲ့အပျော်ရမ်းကင်မရာတွေရဲ့ဈေးကွက်တွေကျဆင်းလာတယ်နော်လူတွေကအသက်အသက်တွေကိုနောက်ကိုလိုက်သွားတဲ့အချိန်ကြလို့ရှင်ငကိုရောဘလောက်ပဲခိုင်မာတဲ့ company တွေဖြစ်ပါစေကျွန်တော်တို့ရက်တီလို့မရတော့တာတွေရှိနိုင်ပါတယ်အဲ့တော့ကို့မှာရွေးချယ်စရာက ိုကိုယ်တိုင်ပဲ innovate လုပ်ပြီးတော့ကို product ကိုပို့ပို့ပြီးကောင်းအောင်လုပ်သွားမလားဒါမှမဟုတ်လို့ရှင်သူများလာတတ်တာခံမလားပေါ့နော်ဒါမျိုးတွေကျွန်တော်တို့စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ Sony မှာဆိုလို့ရှင်ဘာပြောလဲဆိုတော့ self cannibalization ဆိုတဲ့ concept ရှိပါတယ် self cannibalization ဆိုတာကိုယ်သားကိုစားတာပဲနော်အဲ့တော့ကို့မှာအရန်ရောင်းရတဲ့ product တစ်ခုရှိနေတယ်ဆိုလို့ရှင်ဒီ product ကိုတတ်မဲ့ product ဒီ product ကပိုရောင်းရမဲ့ product ဒီ product ကိုအစားထိုးမဲ့ product ကိုကိုကိုယ်တိုင်ထုတ်ရင်ထုတ်မထုတ်လို့ရှင်သူများလာပြီးတော့အဲထုတ်လိုက်လို့ရှင်သေသွားမှာဖြစ်တဲ့အတွက်ကိုကိုယ်တိုင်ကိုကပဲဟလာဒီ ထက်ပိုကောင်းတဲ့ပစ္စည်းကိုစဉ်းစားရမယ်ဆိုတဲ့ concept မျိုးဖြစ်ပါတယ်။ ဲ့တော့အခုဖုန်းတွေထုတ်တဲ့ company တွေကြည့်ရဆိုရင်လည်းကျွန်တော်တို့ဒါကိုတွေ့ရမှာပါเนาะအဲ့တော့ဖုန်းတွေထုတ်ကြရဆိုလို့ရှင်ဒီဖုန်းကအရန်ရောင်းနေရတယ်ဟုတ်ပြီအဲ့တော့ now model တခုကဒီတက်ကောင်းတာကိုကိုကိုယ်တိုင်ပဲထုတ်ရတာပဲမထုတ်လို့ရှင်သူများဝင်ထုတ်သွားရင် तू ကရောင်းရပြီးတော့ကိုမရောင်းရတာမျိုးဖြစ်မယ်အာဒါရောင်းနေရပြီဒါပဲငါတို့ဒါရေရှည်ဆက်ပြီးတော့ဒီဟာလေးဝယ်ဆက်ပြီးတော့ထုတ်ချင်တယ်လို့ပြောလို့မရနိုင်ဘူးတခါလေကြာရင်ကိုယ့်ရဲ့ဒါရောင်းအကောင်းဆုံးပစ္စည်းတွေကိုယ့်အကူပြန်တတ်စားရတာလေရှိနိုင်တယ်အဲ့ဒါ self cannibalization သဘောပါပဲ